အရင်ဥဆုံးအဲ့ဒါမှပြောခင်ဥပဒေသဘောတရားကိုပြောမယ်။ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဥပဒေသဘောတရားကိုပြောမယ်။ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်းပေါင်း15ခန်းပါတယ်။ရေးမှတ်ခြင်းလိုက်ရေးမှတ်။အခန်း1ပုံမှန်48ခုရှိတယ်။အဲ့ဒီအခန်း1ဒီနိုင်ငံတော်အခြေခံမူများလို့ခေါ်တယ်။အဲ့ဒီအခန်း1ဒီ policy မူဝါဒသဘောဖြစ်တယ်။ ကျန်တဲ့14ခန်းဒီ procedure သဘောဖြစ်တယ်နော် policy ဆိုတာကဖြစ်ချင်တဲ့စံနာတွေချင်းချင်းတိုင်းချင်းလို့မရဘူးပြင်ချင်းတိုင်းပြင်လို့မရဘူး procedure ဆိုတာကအဲ့ဒီ policy ကိုဘယ်လိုနည်းနဲ့လုပ်မှာလဲဆိုတဲ့နည်းလမ်းလေးတွေရေးထားတာဖြစ်တယ်ပြင်ချင်းတော့ procedure တွေကအရာကိုပဲအဓိကပြင်လို့ရတယ် policy ထဲမှာပါတဲ့စကရက်တွေပြင်ခွင့်မရှိဘူးပြင်လို့လည်းမရဘူးဒါကထုံးစံပဲ policy က theory မှာ management မှာ policy ကိုပြင်ရင်ပြင်လို့မရဘူးเนาะအဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာအခန်းတည်းပုံမှန်48ခုဒီ policy သဘောဖြစ်တယ်ဒါဆိုရင်အဲ့ဒီ policy သဘောထဲမှာရှိတဲ့အခန်းတည်းထဲမှာရှိတဲ့ ဒီမိုကရေစီဆိုင်ရာသကယ်ရက်တွေကဘယ်ပုံမှနေလဲတို့စက်ကြည့်အောင်နော်နော်ကျွန်တော်တို့အဲ့လိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပုံမှခွန်အခန်းတင်မှာပုံမှခွန်ဆိုတာရှိတယ်ဗျာနော်ပုံမှခွန်မှာဘာပြောတာလဲဆိုတော့ဒီမိုကရေစီစနစ်နဲ့နိုင်ငံကိုတည်ဆောက်မယ်နော်ဒီမိုကရေစီစနစ်နဲ့နိုင်ငံကိုတည်ဆောက်မယ်တဲ့ ဒါဆိုလို့ရှိရင်2008ခုနှစ်ထဲမှာဒီမိုကရေစီနဲ့ပတ်သက်တဲ့အရေးကြီးဆုံးပုံမှန်ပုံမှန်ခေါ်ဟုတ်ပြီနော်ပုံမှန်ခေါ်ဒါဆိုရင်2008ခုနှစ်ထဲမှာရှိတဲ့ policy သဘောဖြစ်တယ် policy သဘောဖြစ်တယ်ဒါဆိုလို့ရှိရင်ဒီမိုကရေစီစနစ်ကိုကျင့်သုံးမယ်ဆိုတော့ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့နော်ပြည်သူ့လုပ်တွေလုပ်ဖို့ ပြည်သူကိုယ်စားလှယ်တွေကိုခတ်မဲ့ဒါလိုက်ဒီမိုကရေစီကိုကျွန်တော်တို့နိုင်ငံကျင့်သုံးတယ်။ဟုတ်ပါဘူး။အင်တာရိုက်ဒီမိုကရေစီကိုကျွန်တော်တို့နိုင်ငံကျင့်သုံးတယ်။ဒါဆိုလို့ရှိရင်အင်တာရိုက်ဒီမိုကရေစီကျင့်သုံးတဲ့အခါကျတော့ကျွန်တော်တို့ကဘာဖြစ်လဲ။ပါတီတွေထောင်ရမယ်။ရွေးကောက်ပွဲတွေကျင်းပရမယ်။အစိုးရတွေပေါ်ရတယ်။အဲအဲ့လိုသွားတယ်။ဒါဆိုရင်2008ပွဲစည်းပုံအခြေခံဥပဒေဥပဒေထဲမှာဆိုတော့ဒီမိုကရေစီရဲ့ policy သဘောဖြစ်တဲ့ပုံမှခွန်ကို supportive ပေးမဲ့နောက်ထပ်ပုံမှတွေကဘာတွေလဲ procedure သဘောလုံထုံးလုံးဒီသဘောပုံမှတွေကဘာတွေလဲဒါတွေကျွန်တော်စကြည့်ရတော့ဒါဆိုလို့ရှိရင်အဲ့ဒါကိုကျွန်တော်ကလင်္ကာလေးနဲ့ကျွန်တော်စရုပ်ပြတယ်ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့လင်္ကာလေးနော်အလွယ်မှန်နည်းလင်္ကာ 金毛格瑞斯拖拉机超高级嘛的，金毛格瑞斯金东的宝马酷马呢，把地面都拍湿了，五百里下穿路，宝马都是过压包的。哎呦，金毛格瑞斯个金东没，宝马酷马，个几样？金毛格瑞斯个金东人宝马酷马呢？哎，宝马超高级嘛喽。 ဒီမိုကရေစီစစ်မှန်ပြီးစီကံပြေဝတဲ့ဒီမိုကရေစီထုံးကားရေးဆိုပါတာဒါပေမဲ့အဲ့ဒါကမူ၆ချက်ထဲမှာပါတာအဲ့ဒါကအဓိကမဟုတ်ဘူးအဓိကကဘာစနစ်ကိုကျင့်သုံးပါလဲကျွန်တော်တို့ကဒီမိုကရေစီစနစ်ကိုကျင့်သုံးမယ်ဆိုတဲ့စကားရဖြစ်တဲ့ပုံမှန်ဖြစ်တဲ့ပုံမှန်ခုံကိုပဲကျွန်တော်တို့မြင်ရမှာဖြစ်တယ်အဲ့တော့ဒီမိုကရေစီကျင့်သုံးရင်ပုံမှန်ခုံမှာမြင်ပါတီများကို ဖွဲ့စည်းဖို့ဥပဒေပြဋ္ဌာန်းတော့ပုံမှန်39အရာပေါ်ဆိုတော့အဲ့တော့ ဒီမိုကရေစီကျင့်သုံးပြီဆိုပါတီတွေထောင်ရပြီပါတီတွေထောင်ဖို့နော်ပေါ်လစီသဘောအနေနဲ့ဗမာသွားကြည့်ရမှာလဲပုံမှန်36ခုသွားကြည့်ရမယ်နော်ပုံမှန်36ရနော်ပုံမှန်36ခုသွားကြည့်ရမယ်အဲ့တော့ပြန်ပြောမယ်ဒင်္ဂါလေးကဒီမိုကရေစီထုံငါရေးနော်6ခါကြီးမှရေးဒီမိုကရေစီကျင့်သုံးရင်ပုံမှန်ခွန်မှမြင် ပါတီများကိုဖွဲ့စည်းဖို့ဥပဒေပြဋ္ဌာန်းတော့ပုံမှန်39ရပေါ့အဲ့တော့ပုံမှန်39ရပါတီတွေကိုဖွဲ့စည်းဖို့တက်ကိုနော်စနစ်သွားပြီးသွားပြီပါတီတွေဖွဲ့ပြီးလို့ရှိရင်ကျွန်တော်ရွေးကောက်ကတော့မယ်အဲ့တော့ကျွန်တော်တို့ကလင်္ကာလေးဆက်ရေးထားပါတယ်ဥပဒေကိုပြပြပြမယ်ဒီမိုကရေစီကျင့်သုံးရင်ရွေးကောက်ကြဖို့ပြင်အဲစောစောကအမတ်အခုကိုပေါင်းပြီးရေးထားတာဗျစေကန်းရှိတဲ့ဒီ ီဖြစ်ဖို့ဆိုတဲ့ခေါင်းစဉ်ကဘာပြောချင်တာလဲဆိုရင်အဲ rules of law ပေါ့ rules of law လူတိုင်းလူတိုင်းနိုင်ငံသားတိုင်းနိုင်ငံသားတိုင်း135မျိုးလို့ဒီဥပဒေကိုလိုက်နာရမယ်ဒါကစီကန်းရှိတဲ့ဒီမိုကရေစီနော်အဲ့တော့ခုချင်းကြော်လေအဖေကစကကြီးစကကြီးနဲ့ပြောပြန်ပြီဘယ်ကောင်တွေကဥပဒေလိုက်နာလို့လဲလို့မေးလို့ရှိရင်တော့အဲ့ဒါကျွန်တော်လာမပြောနဲ့ကျွန်တော်ကဟုတ်နော် ဥပဒေလိုက်နာခြင်းမလိုက်နာခြင်းကိုကျွန်တော်သင်ပေးနေတာမဟုတ်ဘူးကျွန်တော်ပြောနေတာကခင်ဗျားတို့နိုင်ငံသားတွေတီးတင်းတီးလိုက်တာတွေသိအောင်ကျွန်တော်ပြောပေးနေတာလူတိုင်းလူတိုင်းကတော့ဥပဒေလိုက်နာခြင်းမလိုက်နာပဲတခိုးချိုးလည်းရှိမယ်လက်စားတဲ့လူလည်းရှိမယ်ဥပဒေချိုးပေါက်တဲ့လူလည်းရှိမယ်အဲ့ဒါကအားလုံးညီညီနဲ့တော့ပြန်ပြီးတော့ကျွန်တော်ကတိုင်ကြားခြင်းနဲ့ပြန်လဲအေးအေးယူခြင်းသွားရတာအဓိကသိရမှာကဥပဒေသဘောကိုသိရမှာ စည်းကမ်းကောင်းတဲ့ဒီမိုကရေစီဖြစ်ဖို့ဆိုတာကလူတိုင်းလူတိုင်းဥပဒေလိုက်နာရမယ်ရူးစော်လောကိုပြောတာစစ်မှန်သောဒီမိုကရေစီဖြစ်ဖို့ဆိုတာကတော့လူတိုင်းလူတိုင်းကတာဝန်သိရမယ်တာဝန်ယူရမယ်နော်တာဝန်ယူတာဝန်ခံရမယ်ပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်သက်ဆိုင်ရာကဏ္ဍတိုင်းမှာကြာရာတာဝန်ယူရမယ်တာဝန်ပေးရင်တာဝန်ခံရမယ် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း၈မှာရေးထားတဲ့နိုင်ငံသားရဲ့တာဝန်တွေရှိလာပြီ။ဒါဆိုရင်တာဝန်ယူရမယ်။စစ်မှန်တဲ့ဒီမိုကရေစီဖြစ်ဖို့နိုင်ငံသားတိုင်းတာဝန်ယူရမယ်။လူအဲ့လိုစစ်မှုထမ်းဖို့လူအဲ့လိုခေါ်ရင်လာဟုတ်လားပဲ။အဲအဲ့ဒီလိုသွားတာဗျ။ဒါကြောင့်မလို့စစ်မှန်ပြီးစီကံပြေဝတဲ့ဒီမိုကရေစီနဲ့ထွန်းကားဖို့ဆိုတာကအဲ့ဒီလိုနှစ်ပိုင်းပါတယ်။ Rule of Law နော်ဥပဒေကိုလိုက်ရတဲ့သူတွေဖြစ်တာဆိုစီကံရှိတဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ်လူတိုင်းလူတိုင်းเนาะတာဝန်ယူတာဝန်ခံရမယ်ဆိုတဲ့အပိုင်းဒီစစ်မှန်သောဒီမိုကရေစီဖြစ်ဖို့အဲ့ဒီနှစ်ခုပေါင်းပြီးတော့ဖွဲ့စည်းဖို့အခြေခံဥပဒေရဲ့ပုံမှန်6ဂါကြီးပုံမှန်ခွဲမှာဓာကြီးရတယ်လေစစ်မှန်ပြီးစီကံပြေဝါသောဒီမိုကရေစီစနစ်ထွန်းကားရေးဆိုပြီးတော့ရေးပေးရတာဗျာနော်အဲ့လိုရှိပါတယ်ကဲဒါဆိုလို့ရှိရင်ဒီနှစ်ခုကိုရောဒီ ဒီစကေရက်လေးကိုနားမလဲတာရှိရင်မေးလို့ရပါတယ်ဗျ။